ခုလအစောပိုင်းအပြစ်ရသဘောတူပြီးကလေးကဂါဇာကိုနေ့စဉ်ဝင်ရောက်နေတဲ့ကုလနဲ့သူ့မိဖက်အဖွဲ့အစည်းတွေရဲ့ထရက်ကအစင်းကြီးဟာတရားနည်းနည်းသာကြော်ပါသေးတယ်။ဒါဟာအမေရိကန်သမ္မတဂျောင်းဝင်ညှိနှိုင်းပေးခဲ့တဲ့အစီအစဉ်အရဂရိပြုထားတဲ့တနည်းဟုစီး600ရဲ့အစိပ်ပိုင်းအနေငယ်သာ ရှိတယ်လို့ AFP ကလေ့လာထားတဲ့စင်စရာတွေကပြသနေပါတယ်။ အပြည့်ရစားကြုပ်စတင်အသက်ဝင်တဲ့အော်တိုဘားလ10ရက်နေ့ကနေအော်တိုဘားလ21ရက်နေ့အထိအစ္စရေးကခွင့်ပြုခဲ့တဲ့အထောက်ပံ့ပမာဏဟာနေ့စဉ်ပြန်မြထရက်ကား64စီးစာ1017တန်မြတာရှိတယ်လို့ကုလအဖွဲ့ကြီးကရရှိတဲ့ကနအူစီးရင်နေရာတည်ရပါတယ်။ ီပမာဏဟာမေလ15ရက်နေ့ကနေအောက်တိုဘာလ9ရက်နေ့အတွင်းကုလနဲ့မိတ်ဖက်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေ့စဉ်ပေးပို့တဲ့တန်ခွန်ရာထရက်ကား62စီးနဲ့ရှင်ရင်တိုးတက်လာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအပြစ်အခက်ရက်စဲပြပြချင်း ပေးပို့ဖို့ကုလအဖွဲ့ကစီစဉ်ထားတဲ့အများပြပေးပို့ရန်အစီအစဉ်ထပ်တော့အများကြီးညှော်နေနေပါသေးတယ်။ ဝင်လာတဲ့ပမာဏကမလောက်ငါတာကြောင့်အခြေအနေကအလွန်ဆိုးရွားနေသေးပါပဲလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကြီးအကဲကချက်သာပရိနီကပြောပြီးရိတ်ခါမလုံလောက်တာကြောင့်အငတ်ဘေးကတက်တာစရာအကြောင်းမရှိပါဘူးလို့လည်းညှိတွားပြောဆိုလိုက်ပါတယ်။ အငတ်ပေးကြောက်နေတဲ့ဂါဇာဒေသတွင်းကိုအကူအညီတွေဝင်ရောက်ခွင့်ပြေလျှော့ပေးဖို့အစ္စရေးမှာတာဝန်ရှိတယ်လို့နိုင်ငံတကာတရားရုံး ICJ ကလည်းဗုဒ္ဓဟူးနေ့မှာပြောဆိုလိုက်ပြီးပါလက်စတိုင်းလူမျိုးတွေရှင်သန်ဖို့အတွက်အခြေခံလိုအပ်ချက်တွေကိုပေးအပ်ရမယ်လို့လည်းအလေးထားပြောကြားခဲ့ပါတယ်မြစီမသတင်းများဆက်လက်တင်ဆက်နိုင်ဖို့အတွက်တင့်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်ယခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ